အားလုံးမင်္ဂလာပါဒီနေ့မှာတော့မေတ္တာဆန်အိမ်ထဲကနေပြီးတော့ဝတ္ထုတူလေးတစ်ပုဒ်ကိုဖတ်ပြသွားမှာဖြစ်ပါတယ်ခေါင်းစဉ်လေးကတော့မေတ္တာတို့ဖွဲ့တည်ရာရုပ်ဝန်းလို့အမည်ရပါတယ်ဤသားသူကတော့ကလောင်ရှင်ခုနုအောင်ဆန်ဖြစ်ပါရှင် နင်းကလေးနေဟာဆိုရင်တဲ့အမေကတားငားတွေမစားဘူးအတင်းနံတွေပဲစားတယ်။ဖျားကြောင်သွားတယ်ဈေးမဝယ်ဘူး။ဥပုံနေကိုတန့်ရှင်းစေခြင်းကထိုနေ့ကကိုအောက်မေ့တဲ့သူဖြစ်တယ်။အိမ်မှာဆိုရင်ဆယ်ဖို့တဖို့ဘူးအမျိုးသမီးအတင်းစုဘူးအမှုတော်ဆောင်များနဲ့အငယ်ဆုံးသောသူများကိုပေးဖို့စုဘူးဆိုပြီးတော့အလူငွေစုဘူးတုံးဘူးထားတယ်။ တနင်္ဂနွေနေ့ဈေးမဝယ်တဲ့အမေကသားအတွက်ဈေးဝယ်ခက်ရှာတယ်အသားငားလဲစားခက်ရှာတယ်လို့အိမ်ထောင်ကြပြီးတဲ့ချိန်မှာအဖွားကပြောပြဘူးတဲ့တနင်္ဂနွေတရက်မှာကျွန်တော်အပြင်းချပြီးတော့ဆေးရုံရောက်တော့ဆေးသားဝယ်ရဆေးမတောက်ခင်စားဖို့ဆံပြုတ်အစင်တင်မရှိတော့အသေးအနံစားရက်ဖြစ်ပေမဲ့သူခမရသားအားရှိဖို့သမင်းနဲ့ငားကြော်ကိုဝါပြီးခွန့်ကြွေးရှာတယ်ဒါကိုအဖွားကဒီစကားကိုပြောပြတော့အင်းလို့ဒါထောက်ခံပြီးတော့ ဟုတ်လို့သာခေါင်းညစ်ခဲ့တယ်ကျွန်တော်တောင်းဦးလေးရလာတဲ့ခါမှာတော့အမေကအဖွားเจ้าကိုပြန်ပြောပြတယ်အသက်62နှစ်လောက်ထိဖျားเจ้าတောင်ကုန်းကိုဒုက္ကောင်နဲ့လမ်းလျှောက် တက်ပြီးတော့အင်ချီဖြူလုံးကြီးအညိုပဲဝတ်ပြီးတော့ဖျားเจ้าရဲ့ရှေ့ဆုံးတန်းမှာအဲဖျားရှိခိုးတယ်အဖွားကယာတက်ပံဝတ်တာမစားတော့အမေငငယ်ကဝတ်သားတိတ်ကြိုက်တော့ဟင်းကိုမမြည်ပဲမကြာခဏကိုယ်တိုင်ချက်ကျူးတာအမေကအဲ့လိုချက်တာမိသားစုမြတ်တာပုံပြင်လို့နားထောင်ခဲရတာကျွန်တော်ကလေးဖေဖြစ်တဲ့အထိပေါ့အခုဆိုအမေအရွယ်ရောက်လာပြီဒါပေမဲ့ကျွန်တော်ကြိုက်တတ်တဲ့ဟင်းများ ခင်းလေးတွေချက်ပြီးတော့ပို့ရှာတယ်။နေမကောင်းဘူးဆိုလို့ရှိရင်ခေါင်းပေါ်မှာလက်တင်ပြီးတော့လာစုတောင်းပေးတယ်။မညီတဲ့တကိုးထန်းထားတဲ့သားဖျားချောင်းမတက်တဲ့သားအတွက်စိတ်ချနိုင်ဘူး။ချွေးမကိုလည်းအပတ်စဉ်ဖျားချောင်းအတူခေါ်သွားတယ်။အမေရဲ့မြစ်တာပြမှုကြောင့်ကျွန်တော်ဇနီးနဲ့သခင်ယေရှုကိုသူမဘွားရဲ့ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံပြီးတော့မြစ်ချင်းမိလာခံခဲ့တယ်။ကျွန်တော်ကတော့ဖျားချောင်းမတက်သိုးမဲဘွားမှာနှစ်သက်နေတော့မယ်။ ဒါဒီမကသေးဘူးတလန်းနေတာချားတဲ့မိဘအိမ်ကိုလည်းတလနေပေါ့နော်တခါတော့တောင်မရောက်ဖြစ်ဘူးအဖေကအတင်းတော်မှာတင်းထောက်ရက်ွက်แท้မှလည်းตายရင်းနိုင်ဥဆောင်နေသူဖြစ်တယ်အမေလိုမျိုးကျွန်တော်အိမ်ကိုမလာဘူးပေါ့နော်ကလေးအဖေဖြစ်မှငါတို့တန်ဖို့နားလည်မယ်တိမယ်ဆိုပြီးတော့ပြောတယ်ကျွန်တော်ตาဦးလေးရလာတော့အဖေနေနိုင်တယ်ဆိုပြီးဟန်ဆောင်ထားသမျှပေါ်တော့တာပဲ သူမြေရက်သားလေးကိုတွေ့ချင်မြင်ချင်တော့လေခက်ကောင်မင်းကအိမ်ချက်ဖတ်ကြီးလာသေးလားချက်ဖတ်တဲ့ခန်ရှာပြီးတော့သူမြေဥလာကြည့်တာဗျသူ့အဖိုးဒါကြီးမှကျွန်တော်သားလဲဂျေခနဲ့ထအော်တော့အဖေခင်ဗျာတောက်လက်ဆာကော်ဖီခွက်ကိုချပြီးသူမြေပကနာအတေးလာတဲ့ငါမြေလေးကဘာဖြစ်တာရောပြီးမှရှက်ရမ်းရမ်းပြီး ပြန်မဟေးငါအိမ်နောက်ဘေးမှာငါချက်ဖတ်ယူတွန်တန်ကြားတယ်ဆိုပြီးတော့ပြန်သွားတယ်။အဲ့တော့ cloud ချီမှာအမိသားတဲ့အဲ့နေရဇနီးတဲ့နဲ့ကတော့ကစားဖြစ်တဲ့စိတ်ညစ်တာနဲ့ပေါ့နော်အမရောက်တာကြာပြီဖြစ်တဲ့မိဘအိမ်ကိုသွားလိုက်တယ်။အမေနဲ့ဖေကဝမ်းတာရယ်ပေါ့နော်။ငါတို့သားလေးအလဲလာရတော့ဆိုတော့ကျွန်တော်မျက်နာမကောင်းတာတွေ့တော့ပေါ့နော်မတိကျွေးကျွန်တို့နေပေးရဲ။အဖေကဈေးပြေးပြီးတော့ကျွန်တော်ကြိုက်တယ်ချက်အသေးမြစ်ကိုဝယ်တယ်။အမေကတော့ချက်ပေးရဲ။ ကျွန်တော်ကတော့ကလေးဘွားအိတ်ခဲတဲ့ကတဲ့ဟောင်းပေါ်မှာလဲပြီးတော့အမျိုးသမီးကိုဘယ်လိုပြန်ချောင်းရင်ကောင်းမလဲမျက်စိမိတ်တွင်းနေတော့တဆက်ဆက်နေပေါ့နော်အတန်ကြားတယ်အဲ့တော့အိတ်ချင်ရောင်ဆောင်နေတော့နဖူးလေးကိုပေါ့နော်လာဆန်းတယ်ချီနောင်ချင်းကနေလွတ်မြောက်ဖို့ဖျားရှင်ကိုဥထိတ်ထားဖို့တားလေးတားတွေကိုဆန်နီစကူပို့ဖို့ဆယ်ဖို့တဖို့ပေးလို့တက်ဖို့အမေတိုးတိုးလေးဆူတောင်းပေးနေတယ် ကျွန်တော်ကုန်ချားနေရတယ်အဖေဝင်လာပြီးတားလို့သွားအောင်မယ်လို့အမေကိုလာခေါ်သွားတဲ့တန်လဲကြားတယ်အဖေနဲ့အမေခန်းထဲရထွက်သွားတော့ကျွန်တော်မျက်ရည်တွေမထိနိုင်တော့ဘူးကျွန်တော်သားလေးနှစ်ယောက်အတွက်ဖះလို့တော့ပြည့်စုံတဲ့မြစ်တာတို့ဖွဲ့တီးရရက်ဝန်းလေးဖြစ်ဖို့ကြိုးစားပါတော့မယ်လို့တောင်းဆုချင်နေကိုချင်းဆန္ဒချင်းများစွာဖြင့် ။ဦးချွတ်တူလေးကတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးများရေးတင်ပါတယ်။တူတူယေရှုဝင်းတဲ့ဒီချိန်ညစွာကျိုးစားရင်းနဲ့ရှိစံနေမှာ။